ားလုံးမိတ်မိတ်လာပါဒီကနေ့ကနောက်ဆုံးရအာဂါစာသတင်းတွေကိုချက်မစုံတော့ Manchester United တင်ကတော့ဒီ January Transfer Window မှာ Everton တင်ရနောက်ခံကစားသမားဖြစ်တဲ့ Brandon Rice ကိုခေါ်ယူဖို့ဂျူပန်သွားဖို့ရှိတယ်ဆိုပြီးတော့ဖော်ပြထားတယ် United တင်ကကစားသမားအတွက်ပြောင်းရွှေ့ရယူရိုတန်80ဝန်းကျင်လောက်နဲ့စတင်ကမ်းလှမ်းသွားဖို့အခြေအနေရှိပြီးတော့မှာလက်ရှိမှာတော့ Brandon Rice ကိုကျွန်တော်တို့ Liverpool အသင်းကလည်းအပြိုင်ခေါ်ဖို့ဂျူပန်နေရာလည်းဖြစ်တယ်အစောပိုင်းတုန်းကကျွန်တော်တို့ Everton အသင်းကကစားသမားကိုဘယ်ကလပ်ကိုမှရောင်းချသွားဖို့ဂျူပန်သွားမှာမဟုတ်ဘူးဆိုပေမဲ့လို့ ယူနိုက်တက်အသင်းကသာမြန်မာတဲ့ပြောင်းရွှေ့ခြင်းနဲ့ကလန်သွားရင်ဒါကျွန်တော်အေဗာတန်အသင်းကလည်းရောင်းချသွားနိုင်ပွဲရှိတယ်ဆိုပြီးတော့မှမန်ချက်စတာနယူးကပေါ်ပြထားတယ်။ဒီဘက်မှာတော့မန်ချက်စတာစီးတီးအသင်းက2029မှာလက်တနဲ့စာချုပ်တတန်ကုံဆုံးသွားပွဲရှိတယ်။ကျွန်တော်တို့အင်္ဂလန်တောင်ပံကစားမှဖြစ်တဲ့ဖတ်ဖိုဒန်ကိုတော့ကျွန်တော်တို့ပေါ့လေဒါကလာရှိစာချုပ်အသစ်ထပ်တိုးနိုင်ဖို့ကလပ်အသင်းဘက်ကပြင်ဆင်နေတယ်ဆိုပြီးတော့မှ မန်ချက်စတာနယူးကပေါ်ပြထားတယ်ဒါကြောင့်မလို့လက်ရှိမှာတော့ FIFA ရန်ကိုတိုင်ကတခြားသောအသင်းတွေပြောင်းရွှေ့ဓာတ်သက်ဆိုင်ရင်မန်ချက်စတာစီးတီးအသင်းမှာပဲကာလာရှင်ဆက်ရှိဖို့ဆန္ဒရှိနေပြီးတော့မှစီးတီးအသင်းကဒီကစားသမားကိုဒီပေါ်လေကျွန်တော်တို့ကာလာရှင်တက်တန်းတိုးဖို့ဂျိုးပန်းနေရလဲဖြစ်တယ်ဆိုတော့တစ်ဖက်မှာတော့မန်ချက်စတာစီးတီးအသင်းကခေါ်ယူဖို့စိတ်ဝင်စားနေတယ် Aston Villa အသင်းရဲ့ကျွန်တော်တို့အင်္ဂလိပ်ကစားသမားဖြစ်တဲ့ Morgan Rodriguez ကိုတော့ Aston Villa အသင်းကဘက်ကလပ်ကိုမှရောင်းချသွားမှာမဟုတ်ဘူးဆိုပြီးဖော်ပြထားတယ် Morgan Rodriguez ကိုတော့ ီးမီးယားလီဂ်ကလပ်အသင်းတွေဖြစ်တဲ့အာဆင်နယ်ချဲလ်ဆီအသင်းတို့ကပါခေါ်ယူဖို့စိတ်ဝင်စားတာဖြစ်ပြီးတော့မှအက်စတွန်ဗီလာအသင်းကတော့ရောင်းချတော့ဖို့ဂျိုးပန်းသွားမှာမဟုတ်ဘူးဆိုပြီးဖော်ပြအထားတယ်ဖော်ဖော်အင်ဆိုင်ဒါရဲ့ဖော်ပြချက်အရဆိုရင်တော့ခရစ်စတဘဲလက်အသင်းရဲ့နီးပါးဖြစ်တဲ့အိုလီဗာကတော့ဒီအသည်ကုံရင်ဒါခရစ်စတဘဲလက်အသင်းရဲ့စာချုပ်တက်တန်ကုံဆုံးမှာဖြစ်ပြီးတော့မှသူ့အနေနဲ့ယူနိုက်တက်အသင်းကတော့တကယ်လို့ပေါ့လေကမ်းလှမ်းလာခဲ့မယ်ဆိုရင်တော့ယူနိုက်တက်အသင်းရဲ့နီးပါးရာထူးအထွတ် စိတ်ဝင်စားမှုရှိတယ်ဆိုပြီးတော့လည်းဖော်ပြထားတယ်ဖော်ဖော်ဒေါ်လန်ဒန်ရဲ့ဖော်ပြချက်ရရဆိုရင်တော့မကြသေးခင်ကမှတော်တန်ဖော်ရက်အသင်းနဲ့ဒါကျွန်တော်နှစ်ဦးသဘောတူလမ်းခွဲထားတယ်အသင်းကနေပြဟောင်းဖြစ်တဲ့ကျွန်တော်အမ်ရူဆန်တိုကိုတော့လက်ရှိမှာကျွန်တော်တို့ဗောလေဒါဝဟန်အသင်းတာဝန်ရှိတဲ့သူတွေကဒီဗောလေကလပ်အသင်းရဲ့နေပြဂရီဟမ်ပေါ်တာရဲ့နေရာမှာအစားထိုးဖို့အာဆီဇန်နေရဆိုပြီးဖော်ပြထားတယ်လက်ရှိမှာကျွန်တော်ဂရီဟမ်ပေါ်တာကဝဟန်အသင်းနဲ့အတူဗောလေရလက်တွေဆိုးရနေတဲ့အနေအထားမှာ 1000တောင်ရှိတဲ့သူတွေက Korean Porter ကိုထုတ်ပယ်ပြီးတော့မှဒါကျွန်တော်တို့ Porter တင်ရနေပြအောင်ဖြစ်တဲ့နူရိုဆန်တိုကိုအစားထိုးဖို့ပြင်ဆင်နေတယ်ဆိုပြီးတော့မှ Forward of London ကဖော်ပြထားတယ်ရေမသူရဲ့တင်ရပေါ့လေကွင်းလေကစားသမားဖြစ်တဲ့ Jude Bellingham ကတော့အာလက်ရှိမှာကျွန်တော်တို့ဒီပေါ့လေ injury အခြေအနေကနေတက်တာကောင်းမွန်နေပြီးတော့မှဒီကနေ့မှာကစားသမားတွေနဲ့တွေ့ဆုံခဲ့တယ်ဆိုပြီးတော့မှကာကဖော်ပြထားတယ်ဂျူးဘယ်လင်ဂမ်ကိုယ်တိုင်ကမကြခင်မှာရေမသူရဲ့အသင်းနဲ့ပူးပေါင်းနိုင်ဖို့ မျောလင့်နေပြီးတော့မှဒဏ်ရာအခြေအနေကလည်းတသက်ကောင်းမွန်နေဆိုတဲ့အကြောင်းကိုတော့ဖော်ပြထားတယ်။တစ်ဖက်မှာတော့ဘာစီလိုနာအသင်းကတော့ကလပ်အသင်းရဲ့ပေါ့လေကွင်းလယ်ကစားသမားဖြစ်တဲ့ဂါဘီကာလာရှီအင်ဂျူရီဖြစ်သွားတဲ့အခြေအနေကြောင့်မလို့ဂါဘီရဲ့နေရာမှာအစားထိုးနိုင်ဖို့ကွင်းလယ် option တွေကိုပြတ်မှတ်ထားနေပြီးတော့မှလက်ရှိမှာတော့ Manchester United အသင်းရဲ့လူငယ်ကွင်းလယ်ကစားသမားဖြစ်တဲ့ Kobe Mainoo ကိုခေါ်ယူဖို့စိတ်ဝင်စားနေရဆိုပြီးတော့မှ Mando Depot Depot ကဖော်ပြထားတယ်။ရမဇရအသင်းရဲ့ကစားသမားဖြစ်တဲ့ Gonzalo Garcia ကတော့ သူတွေနဲ့ဒီ January Transfer Window မှာကလပ်တင်းကနေထွက်ခွာပြီးတော့မှတခြားသောအသင်းတစ်သင်းကိုအငားထွက်ကစားခြင်းနဲ့ဆိုပြီးဖော်ပြထားတယ်။အဓိကတော့ပုံမှန်ပွဲထွက်ခွင့်တနေရာသာရဖို့အတွက်ကစားသမားကမျှော်လင့်နေပြီးတော့မှပေါ်ထွက်ခွင့်ပုံမပေးနိုင်တဲ့ကလပ်အသင်းကိုမဆိုးပေါ့လေဘယ်ကလပ်ကိုမဆိုးသူနေနဲ့ပြောင်းရွှေ့ကစားချင်တယ်ဆိုတဲ့အကြောင်းကိုတော့ဒါကျွန်တော်တို့မာကာကဖော်ပြထားတယ်ပေါ့လေဆိုတော့ချီရှုပေးခဲ့တဲ့တူတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားအလုံးစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်